ဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြစ်ဆံမိုးနေဆိုရန်ကုန်တက္ကသိုလ်ရေးသားတဲ့သဘုံနဲ့နိုင်ငံဆိုတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ချင်ပါတယ်ခင်ဗျာသဘုံရှိတဲ့နိုင်ငံဘယ်တော့မှမအေးချမ်းမတိုးတက်ပါဘူးသဘုံတွေထဲမှာမြန်မာနိုင်ငံကသဘုံတွေကနှစ်အရှည်ဆုံးသဘုံတွေ ဖြစ်ပါတယ်နေပေါင်းများစွာမအောင်မြင်နိုင်တဲ့အလုပ်ကိုခေါင်းစဉ်ပြောင်းပြောင်းပြီးဆက်လုပ်နေတာ အကျိုးရနေလို့ပါ စစ်တကားဗိုလ်ချုပ်ကြီးတွေပဲချမ်းသာနေတယ်လို့ပြောနေတဲ့အချိန်မှာ KNU ခေါင်းဆောင်တယောက်ရဲ့သားကသိမ်းပေါင်း9000လောက်ဒဏ်နဲ့နိုင်ကိုဝတ်စနေထားပါတယ်။တလားကိုသိမ်း9000အခွန်ရပါတယ်လို့တယောက်ကကြေညာတယ်။မန္တလေးကတယောက်ကသူကြီးစားကို ရွှေ9ဘိတ်သာတင်တောင်းပါတယ်တဲ့။ နှစ်20လောက်အမေရိကန်မှာအလုပ်လုပ်နေတဲ့ကရင်အမျိုးသမီးကဒေါ်လာသိန်းကျော်တန်းအိမ်မဝယ်နိုင်ဘူးပြောပြီးခဏလေးနဲ့ဒေါ်လာသိန်းတန်းချီဝယ်နိုင်တဲ့ဒေါ်လာရင်းသမားတွေကို အပြစ်ပြောတဲ့ဗီဒီယိုထွက်လာပါတယ်။နိုင်ငံတိုင်းကသဘုံအလိုမရှိပါဘူး။သဘုံရှိပြီးဆိုတာနဲ့နိုင်ငံစီဝါရေးဘတ်ဂျက်အလုပ်အကိုင်းတည်ငြိမ်အေးချမ်းမှုတရားဥပဒေစိုးမိုးမှု အကုန်ဖျက်ဆီးခံရပါတယ်။ ဒါကြောင့်နိုင်ငံတိုင်းသဘုံမရှိဖို့ကြိုးစားဆောင်ရွက်ကြပါလေ။သဘုံနဲ့ပညာကပြောင်းပြန်အချိုးကျတယ်။ပညာများရင်သဘုံနဲတယ်။ပညာနဲရင်သဘုံများတယ်။မြန်မာနိုင်ငံသဘုံများတာပညာနဲတဲ့သူများလို့ပါ။ကဘာနဲ့ခြေတက်တော်ရှိသဘုံဖြစ်တဲ့တဲမှာသရီလင်္ကာက တမိကျန်းသဘုံကိုလံဘီယာက SARC သဘုံနဲ့ဆီးရီးယားက တူရကီကိုနေမြေတောင်းနေတဲ့ PKK ကတ်သဘုံတို့လည်းပါပါတယ်။အဲ့ဒီအဖွဲ့တွေကမတူညီတဲ့ဘုံနဲ့လက်နက်ကင်မှုပြီးဆုံးခဲ့တယ်။တိရိလင်ကကြားသဘုံတွေကိုအစိုးရကအပြည့်ချေမုန်းလိုက်ပြီးကိုလံဘီယာက SARC သဘုံကနိုင်ငံရေးပါတီအနေနဲ့သာဆက်ရက်တည်သွားမယ်လို့အစိုးရနဲ့သဘောတူပြီး ကုလသမဂ္ဂအရှိမလက်မှတ်ထိုးလက်နက်စွန့်ခဲ့ပါတယ်။ ကန်သဘုံတွေလည်းစီးရီးယားအစိုးရအပြောင်းလဲဖြစ်ပြီးအာဆက်ထွက်ပြီးတဲ့နောက်သူတို့ကင်ထားတဲ့လက်နက်တွေကိုကူတကူထဲမှာထည့်ပြီးမီးရှို့လိုက်ပြီးတော့သဘုံအလုတ်ကိုစွန့်လွတ်ခဲ့ပါတယ်။တရီလင်္ကာကတမိချန်းသဘုံတွေက1986ခုနှစ်ကစပြီးလက်နက်ကင်သဘုံလုတ်ခဲ့ပါတယ်။ကိုလံဘီယာက SARC သဘုံက1964ကစပြီးလက်နက်ကင်ခဲ့တယ်။ PKK ကတ်သဘုံက1984မှာစတင် ဖွဲ့စည်းခဲ့ပြီး1984မှာလက်နက်စကင်ခဲ့တယ်။မကြာခင်ကမြန်မာနိုင်ငံမှာ NCA စနစ်ပြည့်အခမ်းအနားလုပ်ခဲ့ပါတယ်။ NCA မှာလက်မှတ်ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့တွေက6ဖွဲ့ကအခမ်းအနားမတက်ပဲ NCA ပြက်ပြီလို့ဝါဒပြန်ပြီးတပုံပြန်လုပ်ပါတယ် သူတို့သဘုံပြန်လုတ်ပြီးမဲ့ NCA ကို နိုင်ငံတကာကပါပို့ပြီးတော့စိတ်ဝင်စားထောက်ခံလာပါတယ်မြန်မာနိုင်ငံကလမ်းစုံတစ်ခုကိုရောက်လာတယ်မကြာခင်မှာရွေးကောက်ပွဲလုပ်တော့မယ်တစ်ချိန်ထဲမှာလည်းနိုင်ငံဖြည့်ဆည်းနေတဲ့သဘုံတွေကိုရှင်းနေတယ်မြန်မာနိုင်ငံကကိုလံဘီယာတို့သီရိလင်္ကာတို့လိုသဘုံတစ်ဖွဲ့တည်းရှိတဲ့နိုင်ငံမဟုတ်ပါဘူးဦးနင်းပဲ့ထောင်ပဲနဲ့ဦးထောင်ဆိုသလိုနေရာစုံကတစ်ဖွဲ့တစ်မျိုးလှုပ်ရှားနေတဲ့နိုင်ငံဖြစ်နေတယ် အဘောကဥပမာပေးထားတဲ့ဤသုံးခုကိုဆိုင်ရာအဖွဲလိုက်လိုအပ်သလို အစီအစဉ်ချလုပ်ရမယ်နိုင်ငံဖြစ်လာပါတယ်။တချို့အဖွဲကိုသတိနင်္ဂလို အပြည့်ရှင်းရမယ်။ DNA လေးပလောင်တို့ AA တို့ KIA တို့လို အဖွဲတွေကိုပေါ့။အဲ့ဒီအဖွဲတွေကဆက်ရည်ဒီခွင့်မပေးသင့်တဲ့အယူအဆရှိပါတယ်။တချို့အဖွဲကိုကိုလံဘီယံလိုနိုင်ငံရေးပါတီအနေနဲ့ရည်ဒီပြီးလိုချင်တာကိုလွတ်တော်ကတောင်းလို့ညှိနှိုင်းလို့ရပါမယ်။ ယူဒိုလို့ SA တို့မိုင်းလာလို့အဖွဲမျိုးတွေလို့ပေါ့ဒီအစီအစဉ်ကလက်နက်ကင် အကုန်လုံးလိုက်နာတဲ့အစီအစဉ်မျိုးပါ PPK ကန့်တဘုံ လိုမျိုးကစီးရီးယားအစိုးရပြောင်းသွားသလိုဖြစ်လာရင် ပေါ်လာနိုင်မဲ့အဖွဲတွေရှိနိုင်တယ်ရွေးကောက်ပွဲကြောင်းအရင်သားအစိုးရဖြစ်သွားပြီဆိုရင်စစ်တပ်အာဏာယူထားလို့လက်နက်ကင်တွေဆိုတဲ့ခေါင်းစဉ်မရှိတော့မဲ့ဗရက်တချို့တွေဖြစ်နိုင်ပါတယ်တချို့ဗရက်လောက်သာမျောလင်းလို့ရပါမယ် တချို့ကစီးပွားရေးလမ်းဖြောင့်ကုန်ပါပြီလိုအပ်ရင်ဘီးစိတ်တိုက်ချရပါတော့မယ်ပြောထားတဲ့လမ်းစဉ်တွေအတိုင်းလုံးလို့မရရင်သီရိလင်္ကာနိုင်ငံလိုသာလုံးလိုက်တာကောင်းပါတယ်ကိုနိုင်ငံသားအချင်းချင်းတို့စီးလုံးညီညွတ်ရေးတို့ဆိုတာအကြောင်းမျိုးစုံပြလှုပ်ရှားတဲ့သဘုံတွေအတွက်မလိုအပ်ပါဘူးတိတ်ခါရှိရှိပညာရှိရှိနဲ့အားလုံးကောင်းစေမယ်ကင်ထားတဲ့သူတွေသာအကျိုးရှိတဲ့လက်နက်တွေစွန့်လွတ်ဖို့လမ်းတွေရှိသလိုစွန့်လဲစွန့်လွတ်သင့်နေပါပြီ။ လက်နဲ့မစွန့်နိုင်မဲနဲ့ဖက်ဒရယ်ပြည်ထောင်စုလိုချင်လို့မရနိုင်သလိုကမ္ဘာမှာကွန်ဖက်ဒရေးရှင်းနိုင်ငံလည်းမရှိတော့ဘူးဆိုတဲ့အခြေခံအချက်ကိုတော့နားလည်ထားဖို့လိုပါတယ်။တဘုံတွေနဲ့နိုင်ငံအဖြစ်ရက်ဆက်ပြီးတော့ရက်ဒီမလား။ဒူရူတန်တန်နိုင်ငံအဖြစ်ဆက်ရက်ဒီမလားဆိုတာကာယကံရှင်တွေရွေးချယ်ရပါမယ်။ဘယ်အဖွဲ့တွေကဘယ်အစီအစဉ်နဲ့ပါဝင်တင်လဲဆိုတာအလုံးစဉ်းစားကြည့်ပါပြည်သူစစ်စစ်ကတော့ ဘယ်သဘုံမှမလိုချင်တော့ဘူးအကုန်လက်နဲ့ဖြုတ်သိမ်းလိုက်စေချင်တယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးကိုထူးပဲကျေး